အားလုံးပဲမင်္ဂလာပါရှင်။တနိုင်းတရားရီချန်နယ်ကနေပြောပြနေကြိုဆိုလိုက်ပါရစေ။ပြည်သူများအတွက်ဒီနေ့မှာတင်ဆက်ပေးမှာကတော့စာရေးသူလျက်ပန်းအိမ်လာရှုရေးသားထားတဲ့ရွာပြည့်ကြီးကမင်းပြူဆိုတဲ့ဥတ္တုဇလန်လေးကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဇလန်လေးကိုနားမစင်ခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်သွားပေးဖို့တောင်းဆိုပါရစေ။ ကဲဒါဆိုဇလန်လေးကိုစတင်လိုက်ရအောင်နော်အမလီလောက်ကြပါအောင်နာလာကြီးရဲ့အမေကြီးတင်ရတော့မယ်ထင်တယ်အမေကြီးမိနွေအားနေနဲ့ထင့်ညစ်လိုက်ကလေးရဲ့ကောင်းကိုမြင်နေရပြီညှင့်ညှင့်မိနွေတရားမိမိရဲ့လောကတွေကိုပထမအောင်ဆုံးရောက်လာမဲ့ကလေးတွေတေမင်းနဲ့လွန်ဆွေးနေရတဲ့အလားကြီးစွာတဲ့ပင်မဆင်းရဲကိုခံစားနေရတယ် ရွာတွေကကိုဝင်တဲ့တိုင်းကိုချောချောချူချူမွေးပေးလာခဲ့တဲ့ဝမ်းဆွဲတဲ့လက်တွေထောတောင်းရင်လေမိညွေနဲ့ကြမချွေးတတီကြနေတော့တယ်မိညွေမှလည်းညှင်လိုက်အာကုန်သွားလိုက်တဲ့တစ်ချက်တစ်ချက်နက်နက်ဖြူပင်လှန်ကားတတိလွတ်ချင်တယ်လို့ထောတောင်းရင်လေကျိုးစားပန်းစားကုညီနေရှာပြီးမြခလေးမှထမလာသည်မိညွေရဲ့ခင်မောဖြစ်သူတိန်အောင်ကတော့လိုက်ကချထားတဲ့အခန်းရှိမှာခောက်တုတ်ခောက်ပြန်လျှောက်ရင်းအင်ကုလီမာလာတုတ်ကိုမှန်လားမှားလားမသိညွှန်နေရှာရင် ခြေပြားလက်ဖြားတွေကလည်းအေးဆက်ပြီးတော့ညာဘက်လက်ကိုဘယ်ဘက်လက်နဲ့ဆုပ်ဘယ်ဘက်လက်ကိုညာလက်နဲ့ဆုပ်ချင်ရင်စိုးရင်စေလှုပ်ရှားလို့နေတယ်။ဖះဖះဒီကလေးလေးလူလောကကိုအမြန်ရောက်လာပါစေ။မိညော်လေးကျမ်းပါပါစေ။အဲ့ဒီလိုစိတ်သေးကနေရေရွနေတယ်။အကန်းလေးစီမှာဇနီးဖြစ်သူမိညော်ရဲ့အော်ဟစ်ညင်ညူတဲ့တွေကလည်းသူ့ကိုနှာကျင်စေတယ်။ဖခင်တယောက်ဖြစ်ဖို့အရေးမှာလွယ်ကူတယ်တော့မဟုတ်။အဲ့ဒီနေ့တူမိခင်တယောက်ဖြစ်ဖို့ရှာမှလည်း မိမိရဲ့ရင်သွေးလေးအတွက်အသက်ရှင်စေဖို့မိမိရဲ့အသက်ကိုရင်ထားရသေးတယ်။တင်းကြိုင်းမိကိုကြောခင်ထားရတယ်လား။အဲဒီမိဖွားချင်းကတချို့မိခင်နောင်တွေအတွက်စိုးဝါလာတယ်။ဒါကြောင့်မိသမီးခင်တွေတက်ရှိထင်ရှားရှိနေစေမှာယူသေးလေးစားခရူးဆိုင်ချစ်ခင်တင်ပါတယ်။အချိန်တန်ကြားတဲ့အချိန်မိနယ်မှာမြင်ဖွားနိုင်သေးစီလက်တဲ့ကြီးဒေါ်တောင်းရင်လေးအဲဒီတဲစိုးလာပါကခလီယော်မိခင်အတွက်ပါအန်ဒီယရှိလာနိုင်တာကိုရိတ်စားမိတာနဲ့အခန်းထဲမှာထွက်လာပြီးတော့ ိန်အောင်မိမိမက မွေးရခွာရခက်နေတယ်။ဗျာကျုပ်ကူကပါအရေးတောင်းရင်ကျုပ်ဘာလုပ်ပြရမလဲ။တိန်အောင်လေမိနွယ်မွေးရခက်နေတာကိုကြားရတော့ပြရခက်နေသေးပြီ။အေးငါတနေ့ကတောင်သာရွာဘက်မှာမြို့ကသူနာပြူဆရာမတွေရောက်နေရကြတယ်။သွားပင်တာပိုးစင်းပြင်းမဲ့ထင်နေ။သူတို့ကခင်မီစေဝါကရိယာတွေရှိတယ်ဟဲ့။တောင်သာရွာကအသွားပြန်ကိုနှစ်နိုင်လောက်ကြာမှာဗျ။ငါကြည့်စီစဉ်ထားမယ်။မင်းသာဆရာတွေအမြန်သွားပင်အချိန်က ည7နာရီတွင်ခွဲယူတော့မယ်။တိန်းအောင်တို့ထန်းနှပင်ရွာမှတောင်တာရွာထိတနာရီနီးပါးကြာသွားရတယ်။အသွားအပြန်ဆိုတာက2နာရီကန့်ကြာပြီလိမ့်မယ်။ဒါပေမဲ့လေအခုကမဖြစ်တော့တဲ့အချိန်နေမို့တိန်းအောင်လည်းအိမ်အောက်စင်းကသူ့ရဲ့လှဲကိုပြင်နေတော့တယ်။ထို့စဉ်တိန်းအောင် channel ကိုလူတယောက်ဝင်လာတယ်။တိန်းအောင်ရဲ့တင်ငယ်ချင်းမြတ်တာဆိုတဲ့ကလာတာတယောက်ပြီ။တိန်းအောင်ညာကြီးလှဲတွေပါပြီးဘယ်သွားမလို့တော့။ငါမိမမိနှွေမွေးဖွားရခတ်နေလို့ တောင်သာရွာကသူနာပြုဆံမတွေတွားပေးမလို့ဟေးဒါဆိုငါလည်းလိုက်ခဲ့မယ်ကွာမင်းလိုက်လို့ဖြစ်ပါမလားကွာအချိန်နဲ့လစ်နေပြီနောက်ပြီးကြီးခင်ကမင်းကိုစိတ်ပူနေငါဘာမကောင်းရှိလိမ့်မယ်မလိုက်ပါနဲ့ကွာတိမ့်အောင်တားပြီးမယ်မျက်တာမှာတော့ဟီကျက်ကျက်အမှုရနဲ့စိတ်မပူစမ်းပါနဲ့တိမ့်အောင်ရငါလည်းမင်းမိမမီးဖွားရမယ်လို့တတင်းကြကြချင်းပြေးလာတာနောက်ပြီးအမေကမှားလိုက်သေးတယ်လိုရာအကုန်ကူညီပေးပြီးမှပြန်ခဲ့တဲ့ အဲ့တော့မင်းဘာမှစိတ်ပူကြမလို့ဘူးတောင်သားရွာကိုငါပါလိုက်ခင်မဲ့တိတ်အောင်တိတ်အောင်လေတားမရတာကတကြောင်ညာကြီးမင်းကြီးမိမိလေအဖော်လိုတာကတကြောင်မို့အေးကွာလိုက်ချင်တဲ့ဘာဆိုလဲလိုက်ခဲ့ကွာအဲ့ဒီလိုသာပြောလိုက်တော့တယ်တယောက်အကူကြီးလူချင်းတယောက်ကူကြီးရတာမိတ်ဆွေကောင်းတွေရဲ့အကျင့်ထုံးမေကဲနောက်ကြနေပြီလေသွားရအောင်အေးလဲပေါ်တဲ့မြက်တာလေလဲပေါ်ကိုဆွေကနေခုန်ထလိုက်တော့တိန်အောင်ကနွားနှကောင်ကိုချိန်တို့ပြီး သူ့ရဲ့ခြံဝန်းထဲမှာခတ်သွတ်သွတ်ထွက်ခဲ့လိုက်တယ်။တောင်သာရွာကသားပွားဆရာမတွေကိုပင့်ဖို့ကအရေးကြီးနေတယ်မဟုတ်ပါလား။လဲကို10မိနစ်ခန့်အပြင်းနေပြီးမကြာမီမှပင်တင်းအောင်နဲ့မျက်တာမှာသူတို့ကိုပိုင်ရွာလေးဖြစ်တဲ့ထန်းနေပင်ရွာကိုအတော်ဝဝေးမှထားရခဲ့နိုင်တယ်။တောင်သာရွာရောက်ဖို့အတွက်ကိုတော့ကြားထဲမှာကရင်လူမျိုးတွေနေထိုင်ခဲ့တဲ့တက်ကယ်ဝဲရွာဆိုတာရှိတယ်။အခုတော့မရှိတော့ဘူး။ဘာကြောင့်လဲဆိုတော့အဲ့ဒီတက်ကယ်ဝဲရွာလေးကနာကင်းမုံတိုင်းတိုက်ခတ်တုန်းက တရွာလုံးနီးပါတေချေခဲ့ရတာကြောင့်ပဲဒါကြောင့်အခုမှတော့အဲ့ဒီရွာလေးမှာရွာပြက်ဖြစ်တာရှိနေတယ်။တရဲတဆေမိစာရိမြူတူတဲ့နေရာလိုလေအများကသတ်မှတ်ထားကြတယ်။လူပေါင်းရာကြီးအသက်ဆုံးရှုံးခဲ့ရတဲ့အဲ့ဒီနေရာကတရဲတဆေအချောက်ကျန်းလာတာကအထူးတဆန်တော့မဟုတ်ပေ။အဲ့ဒီတက်ကေဝဲရွာပြက်ကြီးရဲ့ဂုံတရင်မှာလေကြီးမာလှတယ်လို့ညာကင်းညက်နေသွားဖို့မပြောနဲ့နေကင်းကြောင်တော့မင်းတယောက်သေးနှစ်ယောက်သေးမသွားရကြပေ။အခုတိန်အောင်နဲ့မြတ်တာမှာတော့ ဇော်တခုကြောင့်အဲ့ဒီနေရာကိုစိုက်စိတ်မြင့်မြတ်ကြီးရောက်ခဲ့ကြလိမ့်ပြီ။ညကလည်းမှောင်မိုက်လွန်အားကြီးနေတာမို့အဲ့ဒီရွာပြည့်ကြီးစီကိုရောက်လို့ရောက်မဲမသိတိမ့်အောင်မှနွားနှကောင်ကိုကျိန်နဲ့တူရင်းတူရင်းမြက်တာလေးအဲ့ဒီနေတူပင်။ဒါပေမဲ့သူတို့နှစ်ယောက်အဲ့ဒီတက်ကဲဝဲရွာအဝင်အနားအရောက်မှာတော့စတေရှူရီမှာဖွင့်တဲ့လော့စပီကာတက်စက်အတန်းကြီးတွေကိုစတင်ကြားလာရတော့တယ်။ဟာတိမ့်အောင်ရှီနာကပွဲတန်ကြတယ်ဟာ။အေးဟုတ်သားပဲဟာ။ ထူးရွာနဲ့တောင်တာရွာကြားမှာပွဲရှိရလို့မကြားမိပါဘူး။နည်းနည်းတော့ဆက်သွားကြည့်ပါလား။ဒါမှထိုးလေဘာဆိုတာသိရတာပေါ့။မြက်တာကအဲ့ဒီလိုပြောတော့တင်းအောင်လဲလှဲကလေးကိုခက်သက်သွနှင်ခဲလိုက်တယ်။မြက်တာပြောသလိုပဲအရီစတေရှိုးလိုလိုအငိမ်ပွဲလိုလိုအတန်တွေနဲ့နီးလာတဲ့အခါမှာတော့လမ်းပေါ်မှာလူတစ်ယောက်စနှစ်ယောက်စတွေ့လာရတယ်။ဝေကောင်းစားလာတွေကိုဝစ်ဆင်ထားကြပြီးတော့အဲ့ဒီတန်လာရာစီကိုဥတီသွားနေကြတဲ့လူတွေမှာထူးခြားမှုကိုစီရှိကြတယ်။ အဲ့ဒီအရာက တခြားတော့မဟုတ် သူတို့မှာဝေကောင်းစားလာတွေကိုဝိစီရင်ထားပေမဲ့လေပြုံးချင်းရည်ချင်းအရှိမရှိမုံတီတီမုံကုတ်ကုတ်ညနေသားတွေနဲ့ခေါင်းတွေကိုစိုက်ကစိုက်ကရှောက်သွားနေကြတယ်။တင်းအောင်နဲ့မြတ်တာလေသူတို့ရဲ့အမှုရာတွေကိုကြည့်ပြီးစိတ်ထဲမှာတော့တိတ်တဘောမတွေ့လာပြီ။သူတို့လည်းဘာရည်ကြောက်မှန်းမသိအဲ့ဒီအတန်တွေကညှို့ယူဖန်းဆနေရလား။တွားရင်လာရင်မှပွဲစည်းတန်းတစ်ခုကြီးစီကိုရောက်သွားလေတော့တယ်။အကျော်ရောင်းသူတွေ ပေါင်းတင်းဝါရောင်းသူတွေအဆရှိတဲ့ဖြစ်ဈေးရောက်နေကြသူတွေကိုလည်းတွေ့ကြရတယ်။အဲ့ဒီလူတိုက်အောင်အဲ့ဒီလူတွေမှလည်းရှည်ချင်းပြုံးချင်းမရှိကိုယ့်လောက်ကိုသာခေါင်းငိုက်ဆိုင်ကလုံနေကြတာတွေကိုကြည့်ပြီးတော့တိမ်အောင်နဲ့မျက်တာလေးကြောချမ်းလာပါတော့တယ်။အဲ့ဒီနေ့တူစတိတ်ခုံပေါ်မှာပြက်လုံးပြက်နေတဲ့လူရှင်တော်တွေတာမကအောက်မှာထိုင်ချင်းနေကြတဲ့လူပရိသတ်တွေကပါမျက်နဲ့တည်ကြည့်တွေနဲ့ထိုင်နေတာမို့တိမ်အောင်လေးမျက်တာကြီးတို့တော့တစီအချောက်ခံနေရပြီထင်နေဟာ ဟုတ်တယ်ဒီလူတွေကြည်ရတာတာမန်လူတွေနဲ့လည်းမတူဘူးရှည်လဲမရှည်ပြုံးလဲမပြုံးနဲ့အဲ့ဒီခါမှာတိန်းဟောင်လေးတစုံတရာကိုစဉ်းစားမိသွားလေတော့တယ်မြတ်တာအခုတို့ရောက်နေတာတန်းနှပင်ရွာနဲ့တောင်သားရွာကြားကတက်ကဲဝဲရွာမဟုတ်လားဟုတ်ဟုတ်တယ်တိန်းဟောင်ငါငါတို့တက်တက်ကဲဝဲရွာနမိတ်ထဲရောက်နေတာပဲဟာဒါဒါဆိုပဲဖြစ်မလဲတို့ဒီနေရာကနေအမြန်သွားကြရအောင်တိန်းအောင်လေ အဲ့ဒီအခါမှာကြောက်စိတ်တွေဝင်လာပြီးတော့အဲ့ဒီပွဲစည်းတန်းကြီးတစ်ချောင်းလှဲကိုအပြင်းနှင်လိုက်ပါတော့တယ်။ကဲကောင်းတာကအဲ့ဒီလူတွေမှာသူတို့နှစ်ယောက်ကိုအန္တရာယ်တစုံတည်းရာမပြုတ်ကြခြင်းပင်တက်ကဲဝဲရွာနည်းနည်းမိတ်ကိုလွန်လာတော့မှပဲတိန်အောင်နဲ့မျက်တာလေးတက်ပြင်းကိုစီချနိုင်ကြတော့တယ်။တော်သေးရပေါ့တိန်အောင်ရာအတိမြန်ပြီလို့ပေါ့။အေးငါတို့ကိုဂုတ်ချူးမတက်လိုက်တာကံကောင်းမင်း။ငါလေဒီရွာပြည့်ကြီးတဲ့ရောက်နေမယ်စောစောကမသိလို့ပေါ့ကွာ။သိရင်ကြကြဘယ်နေပါမလဲ။ တိတ်အောင်နဲ့မျက်တာလဲတယောက်တစ်ပေါက်ပြောဆိုနေကြရင်မှဘယ်ချိန်အောင်ရှိပြီလဲမသိဘူးငါမိမအစင်ငေါပြေပါမလားတိတ်အောင်လဲအဲ့ဒီလိုရေရွရင်နဲ့ခရီးဆက်ခဲလိုက်တော့တယ်ညကနဲ့တစ်ထက်ပင်နှစ်လာတယ်လို့အမောင်တို့ကလည်းလွန်စွာအကြီးတန်လာတယ်မျက်တာမှာတော့၆တောင်ထိုးတံမီချင်းနဲ့လဲလံပြတ်မသွားအောင်ထွန်ပေးနေရရှာတယ်သူတို့လဲကလေးမှာတော့တော်လန်လေးတိုင်းဘင်းညာရင်လို့တောင်သားရွာကိုရောက်ဖို့သိပ်ပင်မလို့တော့ဒါကိုလဲမောင်းနေတဲ့တိတ်အောင်ကသိတယ် ဒါကြောင့်လေအဲ့ဒီတောင်သားရွာကိုရောက်ဖို့သူစိတ်လောနေတယ်။ဒါပေမဲ့လမ်းခုလက်တနည်းအရောက်မှာတော့ဒီကောင်မောင်ရင်တို့နေပါဦး။လေအနောက်ဖက်စီမှာထွက်ပေါ်လာတဲ့အတန်းကြောင့်တင်းအောင်လေနွားနှဖားကျိုးကိုတန့်ကနေဆွဲလိုက်မိတယ်။နွားတွေလည်းရက်သွားပြီမို့မျက်သားမှာချောက်တောင်တို့ဓမီကြီးနဲ့အတန်းလာရကိုထိုးကြည့်လိုက်တော့တယ်။အတန်းပိုင်ရှင်က အသက်60ကျော်အဖိုးကြီးတယောက်။တင်းအောင်အဖိုးကြီးတယောက်ပါလား။အေးဟာညာကြီးမင်းကြီး ီဒေါ်လာနဲ့တောက်ထဲရှိနေပုံထောက်ရင်လူတော့မဟုတ်လောက်ဘူးတစီပဲနေမှာတိန်းအောင်လေအဲ့ဒီလိုပြောရင်နွားရီကိုချိန်တို့လိုက်တော့လဲမှာတအီအီနဲ့စတင်ရွေရှားလေတော့လေအဲ့ဒီအခါသူတို့လဲနောက်မှာအဖိုးကြီးကမောင်ရင်တို့မောင်ရင်တို့ဦးလေးကတစီမဟုတ်ပါဘူးလဲကြုံလိုက်ခြင်းလို့ပါဟိတ်ကောင်တစီမဟုတ်ဘူးလေဟာမြတ်တာကပြောလာတော့တိန်းအောင်လေလဲကိုတပံပြင်ရက်လိုက်ပြီးအဖိုးကြီးအလာကိုစောင့်ပေးလိုက်တော့လေအဖိုးကြီးလေသူတို့လဲနာတဖြည်းဖြည်းရှောက်လာရင် ဦးလေးကလူသားစစ်စစ်ပါတရက်တစီမဟုတ်ရပါဘူးဟိုဘက်ရွာကိုဆေးကူပြီးအပြန်မိုးချုပ်သွားလို့ပါကွအဲ့ဒီလူပြောလိုက်တော့တိန်ယောင်နေမျက်တာလဲအနာသွားကြတော့တယ်ဟုတ်လေးလေးကျုပ်တို့လည်းညာကြီးမိုးချုပ်ဆိုတော့စိတ်မရှိပါနဲ့နော်ရပါတယ်ကွငါတို့တို့နေရာမှာအဘဆိုလဲဒီလိုပဲဖြစ်မိမှာအဲ့ဒီအဖိုးကြီးကလွယ်အကြီးတလုံးကိုဘေးတန်းပြီးလွယ်ထားတာကြောင့်ဆေးကြကြီးတူဖြစ်လိမ့်မယ်ဆိုတာကိုတော့အတက်ခံမှန်လို့ရတယ်မြက်တာလေ လဲဘော်ကခက်တွဲ့ဆင်းလိုက်ပြီးတော့လာလာလေးလေးလဲဘော်ကိုတက်အဲ့ဒီလိုပြောပြီးအဖိုးကြီးကိုလဲဘော်တွဲတင်ပြီးတယ်လူသားစင်စစ်တယောက်ဖြစ်တဲ့အတွက်အဲ့ဒီအဖိုးကြီးကိုမြတ်တာတယောက်ထိကင်လို့ရတယ်တရဲတစီဇလန်းတွေတဲ့ကအဲ့ဒီဖိုးကြီးရဲ့အသားရည်တွေမှာအေးဆက်တောင့်တင်းမနေပဲဗကတိတာမန်လူတယောက်ပင် လေးလေးကဘဲကိုသွားမလို့လဲရှေးတပြားလောက်ပါပဲဦးလေးလေညနေတဲ့ကရှောက်လာရတာပင်မန်းလာပြီကွငါတို့လို့ သူတော်ကောင်းလေးတွေနဲ့တွေ့ပေလို့သာပေါ့ရပါတယ်ဗျာတို့တို့လေတောင်သာဘက်ကိုသွားမှဆိုတော့လမ်းတင်တာပေါ့စသဖြင့်တင်းရောင်နဲ့မျက်သားလေးအဲ့ဒီအဖိုးကြီးကိုစကားတပြောပြောနဲ့လဲကိုခတ်တဲ့နှေးခဲလိုက်ကြတော့တယ်၁၀မိနစ်ခန့်သွားပြီးနောက်တော့နှစ်ချက်ပြင်တော့အိမ်မဲကြီးတအိမ်စုကိုရောက်ခဲ့ကြတော့တယ်ငါတို့တို့ရောက်ပြီဟေ့ဟုတ်ဟုတ်ကဲ့ဗျတင်းရောင်လေးလဲကိုရက်တန်လိုက်တော့မျက်သားကအဲ့ဒီအဖိုးကြီးကိုလဲပေါ်မှာတွဲကြပြရပြန်တယ် ကျေးဇူးတင်ပါတယ်ငါတူတို့ရေရပါတယ်ဗျာကျုပ်တို့လည်းသွားစရာရှိသေးလို့ခွင့်ပြုပါအောင်တော့လီလီအဲ့ဒီကဖိုးကြီးလေနေကြပါအောင်ငါတူတို့ရေအိမ်ထဲခဏလောက်လိုက်ခဲ့ကြပါလားလိုက်တော့လိုက်ချင်ပါတယ်ဗျာကျုပ်တို့လည်းတောင်သာဘက်ကိုအရေးကြီးကိစ္စသွားစရာရှိလို့နောက်တောင်ကြနေပြီထင်ပါရဲ့မြက်သားအဲ့လိုဝင်ပြောတော့သိအောင်ကလေးဟုတ်တယ်လီလီကျုံမီမမိဖွားရခက်နေလို့တောင်သာရွာကသူနာပြုတ်ဆရာမတွေတွားပြရမှာအိမ်အလဲမလိုက်နိုင်တာ စိတ်မရှိပါနဲ့လေးလေးအဲ့ဒီလိုပြောလိုက်တော့အဖိုးကြီးလည်းအော်ရောက်တုန်းခဏပဲငါတို့တို့ရဲ့ငါတို့တို့ကိုအဲ့ဝေးမပြုတ်လိုက်ရရင်ဦးလေးဘယ်လိုလုပ်စိတ်ကောင်းပါမလဲခဏတော့နာပြီးသွားကြပေါ့အဲ့ဒီခါတင်းရောင်နဲ့မြက်တာလေတယောက်မျက်နှာတယောက်ကြည့်ပြီးခေါင်းကိုအသာညှိလိုက်ကြတော့တယ်အဲ့ဒီလူကြီးကိုအားနာတာလေပါတာကိုနွားတွေကတော့လှဲမဖြုတ်ပြီးတိုင်တနေရာမှာကြိုးချီထားခဲ့ပြီးတော့တင်းအောင်နဲ့မြက်တာအဲ့ဒီလူကြီးခေါ်ဆောင်ရအိမ်ထဲကိုလိုက်သွားလိုက်ကြတော့တယ် အိမ်ကြီးမှာအပြင်ဘက်အရာရေနံကြီးတွေဝအောင်ထုတ်ထားတာမို့မဲနဲ့နေပေမဲ့အိမ်အတွင်းမှာတော့ရှေဟောင်းလက်မှုလက်ရာတွေနဲ့ခန်းသားထေဝါစွာရှိတယ်။ရှေးခေမြမသုံးဆောင်နေဖြစ်တဲ့ရွှန်းအုပ်စွန်းအုပ်တွေကိုလည်းသူ့နေရာနဲ့သူတည်တက်လှပစွာစီရီထားတယ်။ရှေဟောင်းပြတိုက်တဲ့ရောက်နေတယ်လို့ပဲတိန်အောင်နဲ့မြတ်တာတို့ခန်းစားလိုက်ရတယ်။အဲ့ဒီနောက်အဲ့ဒီဖိုးကြီးမှာသူတို့ကိုကျုံးဆက်တီခုံလေးပေါ်မှာထိုင်စေတယ်။ထိုင်ကြအောင်ကွ။အဘစားစရာတောက်စရာတခုခုယူပေးမယ်။ နေနေပါစီဗျာကျုပ်တို့ခဏနေပြန်ကြမှာပဲအဲ့လိုလဲမဟုတ်ဘူးလေကွယ်တခုခုတော့စားကြအောင်မှာပေါ့ငါတို့တို့လည်းဘိုက်စာနေကြပြီမဟုတ်လားအဖိုးကြီးကအဲ့လိုပြောမှာပဲဘိုက်ထဲကတခွေခွေမိလာပြီးဘာမှမစားခဲ့ရသေးတာကိုတတိယလာကြတော့တယ်အဲ့ဒီခါအဖိုးကြီးလည်းတမီးရေစပယ်အဘဧည့်တွေပါလာတကွယ်စားကြတောက်ကြတွေယူခဲ့ပါအောင်ကွယ်ရှင်အဘလာပြီလာပြီလူကိုမမြင်ရသေးပြီမြေ အဲ့ဒီအတန်ဆာဆာလေးကိုတော့တိမ့်အောင်ရောမြတ်တာပါကြားလိုက်ကြရရဲ့အတန်ကြားရုံနဲ့ပဲအဲ့ဒီမင်းပြိုလေးမှာဘလောက်ပင်ချောမောမလဲဆိုတာကိုတော့သူတို့လည်းမခံမနိုင်ပါတအောင်တော့ကြတော့လင်ပန်းငယ်လေးတစ်ခုကိုကမ်းပြီးမင်းပြိုလေးတယောက်သူတို့ရှိကိုရောက်လာပါတယ်လင်ပန်းထဲမှာလေစားတောက်ခွေရသစ်သီးဝလံနေအပြည့်မောက်ထည့်ထားတယ်တိမ့်အောင်နဲ့မြတ်တာလေးအဲ့ဒီမင်းပြိုလေးကိုမြင်တော့ဗက်ဆက်အဟောင်းသားဖြစ်ပြီးတော့တဒင်ကစက်တီတည်သွားတယ်အဲ့ဒီမင်းပြိုလေးက မြမဝိဇုံကိုတည်တက်လှပစွာဝိစင်ထားပြီးသူတို့ရှိအောင်ကိုအင်ဒရီကြီးစွာရှောက်လာတယ်။လူမရောက်သေးပေမဲ့သူမရဲ့ကိုသေးရနဲ့ဖြစ်ရန်တွေ့စပယ်ပန်းရနံလေးကိုတင်းအောင်လို့ဥစွာခန်းစားမိကြတယ်။မင်းပြိုလေးရဲ့အသားရည်မှာဝါမို့ဤဆက်နေပြီးတော့ဖွင့်ထွားတဲ့ရှင်နမွားနဲ့ဆွင့်ကားတဲ့တင်းနဲ့ဆုံးတီးတွေခါးလေးကိုလည်းပိုက်ဆိုင်ထားသေးတယ်။လူလောနှစ်သမီးဥစွာဆောင်လေလောအဲ့ဒီလိုဝေပန်ခွဲခြားရံပြီးသူတို့ မင်းပြိုလေးရဲ့အလှမှာအခဲတွေ့နေကြရင်တင်းရောင်မှာတော့ကမ္မပိုင်ဇနီးမယားရှိတာမို့စိတ်ကိုချုပ်တီးနိုင်ပေမဲ့လူပြိုဖြစ်တဲ့မြတ်သားမှာတော့အဲ့ဒီမင်းပြိုလေးရဲ့အလှမှာရင်မူးစိတ်ဝင်လို့နေကြပြီအဲ့ဒီမင်းပြိုလေးလည်းတစ်တီးပန်းကိုသူတို့ရှိချပေးပြီးနောက်သူမရဲ့အဘဆိုသူအဖိုးကြီးရဲ့နှစ်ဘေးကိုတွားရက်ပြီးတော့မျက်လွာကိုအသာချထားလိုက်တယ်။ငါတို့တို့စားနော်ဘာမှအာဏာမနေနဲ့။တိန်အောင်မှာတော့တန်းဒီတလုံးကိုယူကကြိုက်ဝါလိုက်ပြီးမဲ့ မြတ်တာမှာအဲ့ဒီမင်းပြိုလေးထံကိုအကြည့်ကိုအခုချိန်ထိမလွဲနိုင်သေး။ကဲဒီကမောင်ဟင်ကတော့အဘသမီးကိုအတော်သဘောကျနေရဲ့ထင်နေ။အဲ့ဒီခါမှမြတ်တာလည်းရှက်ကူးရှက်ကန်ဖြစ်သွားပြီးလင်မင်းနဲ့မှတစ်တော်သေးတလုံးကိုယူလိုက်ပြီးခေါင်းကိုငိုက်ဆိုက်ချလိုက်တော့တယ်။အဘနာမည်ကိုလည်းမှတ်ထားကြအောင်ဦးဒိတ်ပါတဲ့။တိုင်ရင်စည်းစရာကြီးပေါ့။ဟောရာကအဘရဲ့တူမာလေးစပယ်။သမီးစပယ်။ဒါကအဘရဲ့ကျေးဇူးရှင်မောင်ရင်လေးတွေပဲ။ဒီအခါ ဆက်ပဲဆိုတဲ့မင်းပြိုလေးကခေါင်းကိုအသာနှိမ့်ပြတယ်။ဟုတ်ကျုပ်တို့မှတ်ထားလိုက်ပါမယ်။မျက်တာမှာတော့စိတ်ထဲမှာအော်ဆက်ပဲတဲ့လား။တန်းကလေးလိုပဲမင်းအလှနဲ့မင်းအစင်မင်းအလှနဲ့မင်းအစင်မင်းရဲ့နှက်ကတိတ်ကိုလှပတာပဲမင်းကလေးရဲ့အဲ့လိုတွေးတော်နေမိတယ်။ gain သမီးထိုင်းနေအပါလဲပင်မန်းပြီသွားနာတော့မယ်။စကားပြောကြည့်အောင်။ဒီကမောင်ရင်လေးကငါသမီးကိုအတော်သဘောတွေ့နေပုံရတယ်။ အဲ့ဒီလိုရွှေနှောက်နှောက်ပြောရင်စီးစရာကြီးဥဒိပါထွက်သွားပါတော့တယ်။တင်းအောင်လေအင်ကိုပက်ကြည့်အောင်မယ်ဆိုပြီးထွက်သွားပြန်လာမို့အင်ကြီးရဲ့အေကန်တွင်မှဇပယ်လေးနဲ့မြတ်တာသာကြံကဲနေတော့တယ်။ထူးဆန်းတာကတင်းအောင်နဲ့မြတ်တာမှအဲ့ဒီအင်ကြီးရဲ့ရောက်ခဲ့ပြီးနောက်မှာတော့လာရင်ကိစ္စတွေကိုမေးမမ်းမသိမိော်နေခြင်းပြီ။ညတော်နှစ်တက်ထိမြတ်တာနဲ့ဇပယ်မှာစကားတွေရေပက်မှွေအောင်ပြောဆိုနေကြတယ်။အချိန်အတော်လင်းတော့မှကိုမြတ်တာတို့အိတ်ချနေပြီလား စပယ်အိတ်ရအတင်ပြပေးမယ်လေဟုတ်သားပဲအချိန်တော်အတော်လေးနေပြီမနဲ့မှပဲအကိုတို့လေရွာကိုပြန်တော့မယ်ကောင်းပါရှင် အကိုတို့ကတော့ဖျားခန်းထဲမှာပဲအိတ်လိုက်ကြပေါ့လူလာရှိရင်စပယ်ကိုပြောတော့ဘာမှအာမနာနဲ့နော်အေးမအကိုကတော့မပြန်ချင်တော့ဘူးစပယ်နဲ့ပဲတည်တပန်တက်တဆုံနေသွားချင်တယ်မြေတာကအဲ့ဒီလိုပြောရင် စပယ်လက်ကိုလှမ်းဆွဲလိုက်တယ်အိုးအဲ့လိုမလုပ်ပါနဲ့ကိုမြေတာရဲ့ စပယ်တို့အတူနေရမှာပါအပါနဲ့အရင်တိုင်ပင်ခြင်းသေးတယ်စပယ်သဘောပါဗျာလက်ကလေးကိုအသာလှုပ်ပေးလိုက်တော့စပယ်မှာသူတို့အတွေ့အိဆာနေရာတွေပြင်ဆင်ပေးပြီးထွက်သွားလိုက်ပါတော့တယ်ဘာရဲ့ကြောက်မဲ့မသိတင်းအောင်နဲ့မျက်သားမှာလူရောစိတ်ရောနှွမ်းနေနေကြပြီမို့ခေါင်းအုပ်နဲ့ခေါင်းထိဆက်လိုက်တာနဲ့တပြိုင်နဲ့အိမ်ပေါ်ကျသွားလေတော့တယ်မနေ့ကနေရောင်ကြီးလေးတစ်စားနှစ်စားတင်းအောင်ရဲ့မျက်လုံးပေါ်ကိုစူးနေကြလာတယ်တင်းအောင်လေးအဲ့ဒီအလင်းရောင်ကြောင့် မျက်စိနှစ်ဖက်ကိုပုတ်တရင်တစ်ချက်မြအကျော်ဆန့်ပြီးတော့တန်းဝေလိုက်တယ်။ပြီးမှမျက်လုံးကိုအသာဖွင့်ကြည့်လိုက်တော့ဟာသူမြင်လိုက်ရတဲ့အရာတွေကတင်းကြိုင်မြေစာပုံတွေမှတ်တိုင်အကျိုးပဲတွေကလည်းဟိုတဆုဒီတဆုပြန်ကျဲလို့ခွေးတွေရက်သွားတဲ့တချို့နေရာတွေမှာတော့လူကောင်းရိုးတွေဒူးရိုးတွေကိုလည်းကြောက်မက်ဖွယ်ရာတွေ့လိုက်ရတော့တယ်။သူ့ရဲ့နှစ်ပေမြေစာပုံလေးပုံမှာတော့မျက်တာတယောက်အိမ်မော်ကြနေတယ်။အဲ့ဒီခါမှတိမ့်အောင်လေးတေးကြပြီးညာ ညကငါတို့တက်ကဲဝဲရွာမှာအိတ်ခဲကြတာပဲဟာငါမိမအဲ့ဒီလိုတွေ့ရင်မှဇနီးတဲ့မိနယ်ကိုတတိယသွားလိတော့တယ်ဟိတ်ကောင်မြတ်တာမြတ်တာထထဆင်းမအောင်ဟတင်းအောင်လှုပ်ကလှုပ်ကနှုတ်လိုက်တော့မြတ်တာလေတီအီတားညင်းစပေးစပေးအဲ့လိုရေရိုနေတော့တယ်ဘာစပေးမှမရှိဘူးမင်းအိမ်ရဲ့နေရာကိုကြည့်လိုက်စမ်းအဲ့ဒီခါမှမြတ်တာလေသူကြောချအိမ်နေရာကိုကြည့်လိုက်တော့အာအမလီ ဲ့ဒီလူပြောပြီးတော့ထခုံပါတော့တယ်။သူအိနေတာက လူတွေမြေစာပုံတစ်ခုပေါ်မှာမဟုတ်ပါလား။ပြီးတော့တဲယောင်လေးသူတို့အိတ်ဆက်ခဲ့ကြတဲ့မြေပုံလေးတွေကိုကြည့်မိလိုက်ရဝဲမြေပုံတစ်ခုရဲ့ကပီးတိုင်လေးမှာဥဒိတ်ပါအသက်65နှစ်ဆိုရေလကောင်။ကြံမြေပုံတစ်ခုမှာမက်စပယ်အသက်22နှစ်ဆိုရေကြောချမ်းဖွေရာတွေ့လိုက်ကြရတော့တယ်။မြတ်တားကြီးငါမိမမိနွယ်အသက်ကောရှိသေးလားမသိဘူး။နွားတွေရှာပါအောင်ဟာတဲယောင်အဲ့လူပြောတော့ ညက်တာလေးသူ့ရဲ့ပစိုးကပုံစားလေးအတွင်ဒေဆုံတရားကိုထုတ်ဖွယ်လိုက်လေတော့တယ်။ဘယ်အရာလဲဆိုတာကိုတော့သိအောင်လဲဆက်စုကမေးမနေတော့ပါ။မိနွယ်ကိစ္စကပူပြီးအရေးကြီးနေတယ်မဟုတ်ပါလား။တကယ်လေညက်တာဖွယ်လိုက်တဲ့အရာလေးမှာစပယ်ပန်းရက်နဲ့လေးတင်းနေတဲ့ဘဝအနီစားကလေးဆိုပါလေ။ကံကောင်းစွာပင်နွားနဲ့ကောင်နဲ့လှဲလေးမှာအပင်ကြီးတပင်အောင်မှာငကူမူလအတိုင်းမပြတ်မရရှိနေတာကိုသိအောင်လို့တွေးလိုက်ရတယ်။အဲ့ဒီအခါမှာ နွားနဲ့လေးကိုပြင်ပြီးထန်းနေပင်ရွာလေးစီကိုဒုံဆိုင်ခီးပြင်းနှင်ခဲ့ကြတော့တယ်။ရွာလေးထဲရောက်တော့သိန်းအောင်ရဲ့အိမ်ရှိမှာတက်ကြီးအပါဝင် ရွာကလာသားတွေစုယုံစုယုံလုံနေကြတယ်။လက်တဲ့ဒေါ်တောင်းရင်တို့လည်းလူတွေစုပြီးတော့စကားစမြည်ပြောနေတာကိုကြည့်ရင်သိန်းအောင်တတိလိချင်းတို့ဖြစ်သွားတော့တယ်။ငါမိမသေသေးပြီလားမသိဘူး။မြတ်တာလေးအဲ့ဒီလူတွေကိုကြည့်ပြီးဝေခွဲရခနေတယ်။တက်ကြီးရေခုမှကိုသိန်းအောင်တို့ပြန်လာနေပြီဗျ။ဟေး ဘယ်မလဲချက်ဖောင်းကလဲနဲ့ဝင်လာနေတဲ့သိန်းအောင်တို့ကိုတွေ့လိုက်တာကြောင့်တကြီးကိုတရင်ပို့တယ်။တကြီးလေသိန်းအောင်တို့ကိုမျက်မှောက်ကြီးကြုံပြီးကြည့်ရင်ဒီကောင်လေးလာပလိစီအောင်သိန်းအောင်လေးသူ့ချင်တဲ့ရောက်တော့လဲကိုရက်ကခုံစင်းနေတော့တယ်။တကြီးကြုံကြုံမိမှာရောလူလုံးမသာတညာလုံးတဝေထိုးပြီးအခုမှမိမ့်မိမ့်မလားကွာအဲ့ဒီလိုပြောပြီးကွန်းကုန်ထားတဲ့လေတန်ကြီးနဲ့ပြောကသိန်းအောင်ဘိုက်ကိုတထောင်နဲ့တွတ်လိုက်လေတော့တယ် ဒီခါသိအောင်လေဘိုက်ကလေးကိုလက်နဲ့ပိုးရင်အရက်လက်တဲ့ကြီးဒေါ်တောင်းရင်တန်ပြေးပြန်တော့တယ်အကြီးတောင်းကျုပ်ကျုံဝိမချင်းနေအမလီကောင်းပါတဲ့တော့အမှားဘူးလေးမွေးရယ်ကလေးကမိခင်ရောကျမ်းမာနေလေရဲ့အဲ့ဒီခါမှသိအောင်လေမျက်ရည်မိုးဖြန့်ဖြန့်ကြကတကြီးချီတော်ကိုဖက်ကငိုလေတော့တယ်ဒေါ်တောင်းရင်လေဝမ်းနေဝမ်းသာဖြစ်ပြီးမျက်ရည်ဝဲဝဲကြီးနေကန်ဒီပေးလို့တာပေါ့ညာကမင်းတို့မလာနိုင်တာနဲ့ကလာသားတချို့ကိုလှုပ်လိုက်တာ လမ်းမှာစီးစရာကြီးတောင်နဲ့တွေ့လို့သူလိုက်လာပြီးရေတုခတ်ကိုမန်းပေးတယ်အဲ့ဒီရေမန်းတက်လိုက်မှမိမယာမိနွယ်လေးမွေးရောက်ဖွားရလွယ်သွားတာဗျာစီးစရာကြီးဟုတ်လားဗျဟုတ်ပါဆရာကြီးနာမည်ကဘာပါလဲဥတ္တထဆိုလားဥဒိဘဆိုလားမောင်သိအောင်လှုပ်လိုက်တယ်ဆိုပြီးပြောလို့ငါလဲယုံယုံကြည်ကြည်နဲ့လက်ခံလိုက်တာဆရာကြီးကအတော်ဆွမ်းနေသိအောင်ရေမဟုတ်လို့ကတော့အခုချိန်နေမရနဲ့နေကလေးတွေကိုမြင်ရမှာမဟုတ်တော့ဘူးဗျာ သိအောင်ဒုတိယမိဖြားမိသွားလေတော့တယ်။ညကတမလုံးမဆေးစရာကြီးဥဒိပသူ့အိမ်ကိုလာသွားတယ်ဆိုပါလား။သိအောင်လေချက်ချင်းမိအိမ်ပေါ်ပြေးတက်သွားတော့နှိမ့်ချိုက်စွာအိမ်မောကျနေတဲ့ဇနီးတဲ့မိညွန်နဲ့တူကလေးလေးနှစ်ယောက်ကိုဘေးမတီရဲမခတွေ့လိုက်ရပါလေတော့တယ်။အဲ့ဒီအဖြစ်ပြက်လေးဖြစ်ပွားပြီးတုံးလာတတီကြတဲ့ခါမှာတော့ထန်းနေပေရွာလေးထဲမှာလူတယောက်ကုကုကုတက်တဲ့အဆုံးစီရင်သွားခဲ့တယ်။တေပုံတေကင်းကလေးတာမန်နဲ့မတူ စမ်းကြေလာတယ်။ဘဝအနီစားကလေးနဲ့ကုကုကိုဆွဲချိုးချတတ်တည်သွားတဲ့သူမှာတိန်အောင်ရဲ့တငယ်ချင်းမြတ်သားပင်မြတ်သားရဲ့အလားကိုတွားထုတ်ကြတော့အိမ်တစ်ခုလုံးစပယ်ပန်းရနှံလေးတွေကသင်းလို့ညနာတစ်ခုလုံးသွေးဆုပ်ဖြူဖက်ပြီးအသက်ဝန်းကြီးကဲမဲ့နေတဲ့တငယ်ချင်းမြတ်သားကိုကြည်ရင်နဲ့မင်းကောင်းရာတုဂရီလာပါစေတငယ်ချင်းဟာ